်မင်္ဂလာပါကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အမျိုးသားညညရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကုတ်ကဲမှုအောက်မှာရှိတဲ့စစ်ပတ်အကျဉ်းထောင်တွေနဲ့အချုပ်ခန်းတွေရဲ့စီမံခန့်ခွဲမှုကိုတပ်ဆိုင်ရာလုံထုံးလုံနေမှုပေါင်းတွေနဲ့အညီဖြစ်စေဖို့အတွက် PDF တပ်မတော်စေဦးစီးချုပ်ကဧပြီလ24ရက်နေ့နေဆွဲနဲ့အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအမိန်မှာစစ်ပတ်အကျဉ်းထောင်တွေနဲ့အချုပ်ခန်းတွေမှာပြစ်ဒဏ်ကြခံနေရသူတွေအချုပ်ခံနေရသူတွေနဲ့ပတ်သက်ပြီးဥပဒေလောက်ထုံးလုံနေစီမင်းစီကံအမိန်ညွှန်ကြားချက်တွေနဲ့အညီရာသိမ်းရထိုက်တဲ့အခွင့်အရေးတွေခံစားနိုင်ဖို့နဲ့အမှုတွေစစ်ဆေးတာမှာကြံ့ကြောက်မှုမရှိစေဖို့အတွက်စစ်ဥပဒေရုံးကစစ်ဆေးကြီးစုဆောင်ရွက်ဖို့လိုတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါပြင်စစ်ဆေးကြည့်ရှုတာမှာအကျဉ်းသားအချုပ်သားဥယေကျမ်းမာရေးဆောင်ဆောင်မှု နေထိုင်စားသောက်မှုစားတဲ့အကျဉ်းသားအချုပ်သားအခွင့်အရေးတွေရရှိတာရှိမရှိအမှုတွေစုံစမ်းစစ်ဆေးတာမှာစံကြမှုရှိမရှိဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းချုံနောက်ထားတာရှိမရှိတို့ကိုစစ်ဆေးဆောင်ရွက်ဖို့စားတဲ့ညွှန်ကြားချက်တွေပါဝင်တယ်လို့လည်းသိရပါပါတယ်ရှင်။ မြန်မာနိုင်ငံအလဲပိုင်းစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဗဟိုပြုလုခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံတဝန်းလူပေါင်း၉သန်းကျော်နဲ့အခြေခံစောက်အုံများစွာပျက်စီးခဲ့တဲ့အပြင်တန်းနဲ့ချီတဲ့စိုက်ပျိုးမြေနဲ့မွေးမြူရေးလုပ်ငန်းတွေလည်းပျက်စီးခဲ့ရပါတယ်။ဒီအခြေအနေကို ကုလသမဂ္ဂစာနယ်ရေးခါနဲ့စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ DIEM အဖွဲ့ကကျူးလူဓာတ်ပုံတွေကိုစမ်းစစ်ကာစိုက်ပျိုးရေးနဲ့လူမှုစီးပွားအပေါ်ငလင်လုခတ်မှုရဲ့တက်ရောက်နိုင်ခြေစမ်းစစ်သုံးသပ်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ လူဦးရေ၉သန်းကျော်ဟာငလင်ပြင်အား၆နဲ့ထပ်ထိခိုက်ခဲ့ပြီးအများဆုံးကမန္တလေးတိုင်းဖြစ်ပြီး၄.၆သန်း၊စကိုင်းတိုင်းမှာ၂.၈သန်းနဲ့မကွေးတိုင်းမှာ၈သိန်း၆တောင်းကျော်လိုဖြစ်ပါတယ်။စိုက်ပျိုးမြေဟတာ၃.၈သန်းထိခိုက်ခဲ့ပြီး စကိုင်းတိုင်းမှာဟတာ၁သန်းခွဲ၊မန္တလေးတိုင်းမှာဟတာ၁.၄သန်း၊ရှမ်းပြည်နယ်မှာဟတာ၄သိန်း၃တောင်းတစ်ထောင်နဲ့မကွေးတိုင်းမှာဟတာ၃သိန်း၈တောင်း၉တောင်နဲ့အပြင်းထန်ဆုံးခံစားခဲ့ကြရပါတယ်။ လူဦးရေကိုတန်းကျော်ဟာငလင်ပြင်းအား6နဲ့အထက်ထိခိုက်ခဲ့ပြီးအများဆုံးမှာမန္တလေးတိုင်းဖြစ်ခဲ့ပြီး၄.၆တန်း၊စကိုင်းတိုင်းမှာ၂.၈တန်းနဲ့မကွေးတိုင်းမှာ၈သိန်း၆တောင်းကျော်လို့ဖြစ်ပါတယ်။စိုက်ပျိုးမြေဟတာ၃.၈တန်းထိခိုက်နိုင်ခဲ့ပြီးစကိုင်းတိုင်းမှာဟတာ၁တန်းခွဲ၊မန္တလေးတိုင်းမှာဟတာ၁.၄တန်း ရှမ်းပြည်နယ်မှာဟက်တာ၄သိန်း၃၀၀၀ထောင်နဲ့မကွေးတိုင်းမှာဟက်တာ၃သိန်း၈၉၀၀နဲ့အပြင်းထန်ဆုံးခံစားခဲ့ကြပါတယ်။နယ်လေးဟာမွေးမြူရေးတိရစ္ဆာန်အရေးအတွက်အများဆုံးရှိတဲ့ဒေသမှာဖြစ်ပွားခဲ့တာကြောင့်ကျွဲနွားကောင်ရီ၃တမ6တန်းကျော်ထိခိုက်နိုင်ကြောင်းသုံးသက်ချက်တွေမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့နွား64ရာခိုင်နှုန်း၊သိုးနှင်းစိတ်80ရာခိုင်နှုန်း၊ဝက်41ရာခိုင်နှုန်းမှာဒီဒေသတွေမှာရှိတာကြောင့်ကြီးမားတဲ့စီးပွားရေးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ခဲ့ကြောင်းသုံးသပ်ထားပါရဲ့ရှင်။ အင်အားပြင်းငလေလောက်ခတ်ခဲ့မှုကြောင့်စက်ရုံအလုံယုံနဲ့လုပ်ငန်းခွင်တွေပြုကြပျက်စီးခဲ့ရတဲ့အတွက်ငလေတင်းဒေတာကအခြေခံအလုံသမားတွေအလုံကင်တွေဆုံးရှုံးခဲ့ကြပါဗျ။လက်ရှိမှာတော့ငလေတင်းဒေတာကအခြေခံအလုံသမားတွေကအလုံကင်ပြန်လည်ရရှိရင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေအတွက်ရုန်းကန်နေကြရတယ်လို့မြေပြမကူညီမှုတွေလှုံ့ဆော်ပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM ကတော်မျိုးမျိုးအေကပြောပါဗျ။ TV သတင်းတော်ဝေဝေကဆက်သွယ်မြင်ပြထားပါရရှင်။ အစမတို့အခုတော့ကူညီနေရဆိုတော့ဒီအထက်မြန်မာပြည်ဘက်မှာရှိရလေဒီစက်ရုံအလုပ်လေးပြိုကျပျက်စီးသွားတယ်အလုပ်တွေလောလောဆယ်မရှိနေဘူးဆိုတော့အဲ့ဒီအခြေအနေလေး update လေးသိချင်လို့ရှင့်ဟိုအလုပ်သမားတွေကဘယ်လိုအခြေအနေတွေရောက်နေပြီလဲပေါ့နော်ဟိုအလုပ်တွေပြန်လုပ်နေရပြီလားစသဖြင့်အဲ့ဒါလေးသိချင်လို့ပါဆင်ပါအဲသူတို့ကစက်ရုံပိုင်ရှင်တွေကဗာလေလုံုံကြီးသူတို့တို့ငလင်းတန်ခံရတဲ့ခါကျတော့စက်ရုံကြီးပြန်ပြင်ရမယ်ပေါ့နော်အဲ့ဒါကြောင့်နားထားတယ်ပြီးပြောတယ်တကယ်ဆိုလို့ရှင်တော့ဟိုအလုတ်သမားကအလုံးမလုံး no and no ပဲနေနော်အလုတ်ရှင်တန်ထားတယ်ဆိုလို့ရှင် အလုံသမားအတွက်ကိုသူကပေးရမှာမဟုတ်ဘူးဆိုရင်လားအလုံသမားနဲ့ညှိပြီးတော့ဥပမာ၁၀ရက်ခပေးမယ်လို့ရက်၂၀ကပြည့်အဲ့လိုဖြေရမှာလုံးဝမပေးဘူးဆိုတာမျိုးကတော့ဒါဥပဒေကိုကြုံလုံပြီးတော့လုပ်တာပေါ့နော်အဲ့ဒါကြတော့ကျမတို့ကတက်မခံနိုင်ဘူးဒါပေမဲ့လည်းဒီပြမအဲ့လိုပဲဖြစ်နေတယ်သူတို့အနေနဲ့အဲ့ဒါကိုပြည့်ဖို့လို့ဖြည့်ရှင်းဖို့လို့သူတို့ကစိတ်ကူးမရှိဘူးအော်လောလောဆယ်သူတို့ဒုက္ခပေါ့နော်ခုနလိုမျိုးအနေဖို့စားဖို့ဒုက္ခကိုပဲသူတို့ကအချိန်ဆုံးဖြည့်ရှင်းနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုပဲသူတို့ကပြောတာ တကယ်တော့ဒါကကျမတို့အနေနဲ့ဆိုလက်ခံနိုင်တဲ့ကိစ္စမဟုတ်ဘူးဒါလုံလဲရှာတာဝန်ယူရမယ့်ကိစ္စလေဟုတ်ကဲ့ဆရာမဟုတ်အခုဆရာမတို့တောက်ကူညီနေတဲ့ဒီအလုပ်သမားတွေရဲ့အခြေအနေကိုဆရာမတို့ကဘယ်လိုမျိုးအနေထားအထိဟိုကူညီထောက်ပံ့ပေးနေရလဲရှင်ဥပမာအာငွေအားဖြင့်ကူညီရလားဒါမှမဟုတ်လို့ရှင်ဟိုတို့နေအိမ်တွေပြက်စီးသွားလို့နေအိမ်တွေအတွက်နေဖို့စားဖို့အထိပါကူညီပေးနေရလားရှင်ဟို SDUN ကဘယ်လောက်ထိကူညီပေးနေရလဲရှင်စကားဥဆုံးကတော့ကျမတို့က letter loss ဆားမယ်ဒီ process ချောက်တို့ ဒီစေးတို့ပေါ့နော်အဲ့လိုမျိုးနဲ့သွားတာနောက်ဒုတိယတစ်ချိန်မှာကျတော့ကျမတို့ဒီဆန်တို့နောက်လိုအပ်တာတွေပေါ့နော်သူတို့လိုအပ်တာအမှငွေကြေးကကျတော့ဖားလဲဆိုတချို့ကကျတော့ထိခိုက်တဲ့အရာတာရှိတယ်ထိခိုက်တဲ့အရာတွေစေးမခုနိုင်ဘူးပေါ့နော်နောက်ကိုဝင်ဆောင်တယ်ဒီအဲ့လိုမျိုးကြာလို့ရှိရင်တော့ကျမတို့ကသူတို့ကိုငွေကြေးထောက်ပံ့ပေးသွားတယ်ပေါ့နော်နောက်တချို့တော့ဒီအလုံးသမားတွေရဲ့မိသားစုတွေကကျတော့ထောင်းကြနေတယ်ငါးငါးလည်းကြတာရှိတယ်တခြားပုံမှန်လည်းကြတာရှိတယ်အဲ့ကျန်နေခဲ့တဲ့ ူတွေကလူမမဲ့လေးတွေလည်းရှိတယ်။နောက်အိမ်ပြိုသွားတာတွေရှိတယ်။အဲ့ဒါမျိုးကြတော့ကျွန်တော်တို့ငွေကြေးပေါ့နော်။ထောင်ဝင်းသားအတွက်ကောအော်သူတို့ရဲ့ဒီတခြားကိစ္စအတွက်ကောပေါ့။ပြီးတော့ဒီတာပေါ်လင်မျိုးလေးမိုးလို့လည်းရတယ်၊ခင်းလို့လည်းရတယ်။နောက်ချင်းတောင်ပေါ့။ချင်းတောင်ဆိုခိုင်းပါလေချင်းတောင်မျိုးပေါ့နော်။အဓိကကတော့ကျွန်တော်တို့ကသူတို့ရေးတောင်းဆိုတာကိုပဲအရင်ဆုံးစဉ်းစားတယ်။ကျွန်တော်တို့ဟိုရွေးတာမဟုတ်ဘဲနဲ့သူတို့တောင်းဆိုတဲ့အပေါ်မှာကျွန်တော်တို့ကမြေပြင်မှာသွားကြည့်ပြီးတော့အဲ့ဒါအဲ့ဒါကိုကူညီပေးရတာ။ ဟုတ်ကဲ့ဆရာမဟုတ်နောက်ဆုံးသိချင်တာလေးတစ်ခုကတော့ဗောနော်ဒီအခုကဒီငလျင်တွေ့သေးတာတွေမှာလည်းပြည်လေထူအောင်ရေးတွေကစနေပြီဆိုတော့လေဒီအလုံးလုံးမဲ့ဖြစ်သွားတဲ့အလုံးသမားတွေရဲ့သူတို့အလုံးအကင်ပြန်ရရှိရေးနဲ့သူတို့စာဝတ်နေရေးပြည်လေဖို့အရေးကဆမာတိဘယ်လောက်ထိကြာအောင်မလဲပြီးတော့သူတို့အနေနဲ့ဘာတွေရုံးကန်ရအောင်မလဲလို့ဟိုမြေပြင်မှာတွေ့ရလဲရှင်အော်တော်တော့ရုံးကြရအောင်ပါပါ။ဒါဆိုအခြေကျမို့ပေါ့နော်။ဆိုတော့ဟိုမှာလည်းငလျင်ကဆက်လှုပ်နေသေးတယ်ဆိုတော့သူတို့ကကြတော့ကျမမြင်ရသလားပါပေါ့နော်။ဒါစိတ်တက်ကြတယ်ဗျာ ဖက်ဆိတ်တဲ့ကြာနေနောက်အလုံးလုံးဖို့ထမင်းစားဖို့အိမ်ပြန်ဆောက်ဖို့သူတို့အနေနဲ့ကစိတ်ကကြာနေကြတာပေါ့နော်အဲ့ခါကျတော့ကျမတို့ကလည်းခွန်အားပေးတာခွန်အားပေးတဲ့သဘောပါပဲအဲကျမတို့တွေသူတို့လာကူတယ်ဒါလုံးမလဲပေါ့နော်တချို့ကျတော့ဥမာဆိုကြပါဘူးသူတို့ပြောတဲ့စကားမှာတိုက်ပြူလာတယ်ပေါ့နော်ဘယ်တတိကအဲ့တိုက်မှာဟိုပါသွားတယ်လို့ပေါ့နော်ဒါပေမဲ့ ဲ့ဒီမှာဟာတစ်သေး900လောက်အတန်ထွက်လို့ရှိရင်အဲ့ဒီမှာအလုံးလုံးကြီးအလုံးသမားကကြာချီရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လုံးသမားကြီးအတန်မထွက်ဘူးအဲ့လုံးသမားကြီးကတည်သလားချိန်သလားကြောက်သွားသလားဆိုသူမိသားစုကမသိရဘူးသူကလုပ်ပဲသွားလာလားအဲ့ဒီမှာအလုံးလုံးနေရလားအဲ့လိုသွားလာလားအဲ့ဒီတော့ကကြီးကိုမြင်ရတဲ့အခါမှာကျွန်မကနောက်တစ်ချိန်ပေါ့နော်ဟိုအဲ့လိုသွားဖို့အတွက်ခွန်အားဖြစ်သွား သူတို့မှအဲ့လိုမျိုးကွန်မီတာစုကရှင်နေလားတင်နေလားဘယ်ကိုရောက်သွားလဲဒီထဲမှာလုံလုံနေရလားဟာပေါ့နော်ပါသွားလားလားဆိုတာမသိနိုင်ဘူးဒါပေမဲ့သူတို့အတွက်ကကြတော့ဒီဘက်မှာအတန်ထုတ်ပြီးတော့ပြောချတာမရှိဘူးအတိအကျလုံနေတဲ့လုပ်ငန်းခွင်မှာဒါနေစည်ရင်းတိကျရပြီနဲ့ပြန်ချလုပ်သမားတွေအတွက်ကတော့စည်ရင်းတိကျမရဘူးဒီနေ့ဒီမှာသူအလုပ်လာစင်းတာလားမစင်းဘူးလားသူဘယ်ကိုသွားတာလဲဆိုတာကိုသူ့မိသားစုကမသိနိုင်လို့စောင့်နေတဲ့လူကြီးရှိနေတယ်။အဲ့ဒီဟာကကျမတို့ကဒါလည်းကျမတို့အလုပ်သမားပဲ ်ခံချအလုပ်ကမှလည်းဒါကျမတို့ရဲ့အလုပ်ကမှပဲစိတ်ရောအလုပ်ကမှကျမတို့အလုပ်ကမှမဟုတ်ဘူးအထူးသဖြင့်ကတော့ကျမသူတို့ကိုပို့ချင်းကတ်တယ်ဒီစိတ်ရောအလုပ်ကမှကပဲဟိုနည်းနည်းဟိုခံတာအောင်ပဲပေါ့နော်ခုနကကျမပြောတဲ့ခံချအလုပ်ကမှတွေကတော့တော်တော်ဆိုးရတဲ့အခြေအနေတခုမှရင်ဆိုင်နေရတယ်သူတို့တွေပြန်လဲပြီးတော့တင်းပြီးအလုပ်လုပ်နိုင်ဖို့ဆိုတာကတော့အချိန်တိုင်းတာတစ်ခုကိုလိုအပ်အောင်ပဲသူတို့အတွက်ကအားကြီးကိုဟိုပြောပြောမယ်အခုဆိုလို့ရှိရင်ကျမနဲ့အတူတူလိုက်တဲ့အချိန်မှာ တမကဘုလို့အလုပ်ထုတ်လိုက်တဲ့အလုပ်ကမှပါသူတို့ကသူတို့ရဲ့တရားနာတာမှုဖိဖဲ့ထားပြီးတော့ခုံလူတွေရဲ့ဒုက္ခကိုသူတို့ခံစားသွားတဲ့အတွက်ကြောင့်လို့အဲ့ဒါကိုကျမတို့ဇာတိုက်သွားနေတာသူတို့ရဲ့တရားနာတာမှုကပုံမှန်သွားတဲ့အခါကျတော့ဘာမှကိုနှိုင်းရှင်လို့မရတဲ့အခြေအနေမျိုးဖြစ်နေတာအဲ့ခြေထောက်ထိထားတယ်တပတ်လောက်ရှိနေပြီသူကဘာဖြစ်မှမရှိဘူးအဲ့တိုင်းရှောက်သွားပြီးသူစားဖို့အတွက်ခမင်းတို့သွားရှူနေရတဲ့အနေအထားမျိုးမှာအဲ့လိုမျိုးမြင်ရတဲ့အခါကျတော့ကျမတို့အနေနဲ့ကလေ ိုဘယ်လိုပြောမလဲဟိုကိုထမင်းစားရတာတော့မှာပဲဟိုကျမတို့မှာဘယ်လိုပြောအာသူ့အားနာနေရတယ်သူကအဲ့ထမင်းကိုတော့တန်းစီရဲ့ခါမှာကျမကသူ့ဘာလို့စင်မကူတာလဲလို့မေးလိုက်တဲ့အချိန်မှာကျမလည်းအဲ့ဒါလုံးဖို့အချိန်မရသေးဘူးကျမမိသားစုရှိတယ်ကျမသားသမီးရှိတယ်နောက်အဲ့လိုမျိုးပေါ့နော်ထိသွားတာတွေတော်တော်ဟိုလေဆိုးဆိုးဝါးဝါးအချိန်နေနေရတော့ကျမတို့လည်းပြန်ပြောသူ့အနေထားကိုတည်ပြီးတော့လေသူ့တက်တစ်ခုခုလုပ်ပေးချင်တာတော့မှာသူ့ကို ုံရိုက်ဖို့အတွက်အရှံအားနာသွားတာအဲ့လိုအခြေအနေမျိုးကြီးအများကြီးပဲရှိပါတယ်ဟိုပြောထုတ်ပြောလို့မရတဲ့အခြေအနေအများကြီးပဲရှိတယ်အကုန်လုံးသွားပြီးဆုံးသွားပြီးတော့ကလေးလေးတယောက်တည်းရောင်းလဲလဲဖြစ်နေတာတို့ဖိုးကြီးဖွားကြီးနှစ်ယောက်တည်းရောင်းလဲလဲဖြစ်နေတာတို့တွေလည်းအများကြီးပဲတွေ့ရတယ်ယူကရိန်းမြို့တော် KF မှာရုရှားရဲ့နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒါကိုမနစ်မြို့ဘူးလို့ဆိုကရပ်တန့်ဖို့အတွက်သတိပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ကြာသပတေးနေ့ညပိုင်းမှာရုရှားဘက်က KF မြို့ကိုတိုက်ခိုက်မှုအတွင်အနည်းဆုံးလူ၁၂ဦးသေဆုံးကနောက်ထပ်အယောက်၉၀ကျော်ဒဏ်ရာရှိခဲ့ကြပါတယ်။ဒါဟာအမေရိကန်နိုင်ငံကကြားဝင်ဆောင်ရွက်ပေးနေတဲ့ရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်ခံဖို့ယူကရိန်းသမ္မတဗလန်ဒီမာဇယ်လန်စကီအပေါ်ဖိအားပေးနေချိန်လည်းဖြစ်ပါတယ်။ အဲဒီနောက်ရုရှားသမ္မတပူတင်ကိုထရန့်ကမလိုအပ်ဘူးလေအချိန်ကောင်းလဲမဟုတ်ဘူးဗလာဒီမာဒီမာရက်လိုက်တော့ဆိုပြီးတော့သူ့ရဲ့ True Social Media မှာရှာရှာပါပါဝေဖန်ခဲ့ပါတယ်နော်ဝေဝင်ကြီးချုပ်နဲ့တူအင်ဖြူတော်မှာရှိနေစဉ်ထရန့်ကဘသူ့ဘက်မှမလိုက်ပါဘူးအသက်တွေကသာကဲတင်လို့တာဖြစ်တယ်လို့ဆိုပြီးထပ်ပြောသွားခဲ့ပါတယ်။ဒါပြင်ထရန့်ကပူတင်အပေါ်စိတ်ပြက်မိကြဝန်ခံခဲ့ပေမဲ့လည်းဘလို့အေးအေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ယူကရိန်းနဲ့ရုရှားကြားသဘောတူညီချက်ရမရသိအောင်တပတ်စောင့်ကြည့်မယ်လို့ဆိုတဲ့အပြင်ဘုံကျဲတိုက်ခိုက်မှုပါမရက်တက်ရင်တော့အကျိုးဆက်တွေရှိလာမှာပဲဆိုပြီးဖြည့်ဆွက်ပြောဆိုခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့ငုခတ်တာပါ